တော့ရှေ့ဘက်ကအလုံငတ်ခဲ့တဲ့ဘဝတွေကိုစိတ်နာကြော်ဖြတ်ပြီးတော့အခုအလုံချမ်းလာလာတဲ့ဘဝမှာ ကျွန်တော်ရဲ့အဖြစ်ကျင်ဆုံးဆန္ဒဖြစ်တဲ့ကျွန်တော်လှုပ်ချင်တဲ့ဂီတအနုပညာလှုပ်တွေကိုထထတန်တန်ပြင်းပြင်းပြပြလောက်ကင်ဆောင်ရွက်နေပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကြောင့်ကျွန်တော်လူပညာကိုကျွန်တော်ပျောင်ပျောင်မြောင်မြောင်တင်ပြတယ်ကျွန်တော်မတိတိအောင်လုပ်တယ်အခုဆိုကဘာကျော်မတိအောင်ဖြစ်လာတော့အလုပ်တွေပါချမ်းသာလာတော့ဘဝတွေလည်းချမ်းသာလာတယ်ဘူးဖုံးတွေကိုကြည်ပါ G ULT ကိုတွေ့ရတယ်။တင်ရွှေဆွဲပြားစူပါရှင်ကြီးဖြစ်ပါပြီ။ရွှေဆွဲပြားထုတ်နိုင်ဖို့အဖုံးထဲမှာဟော့လိုင်းနံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော်။အခုရောက်ရှိနေတာတော့ကျွန်တော်ရဲ့ဇာတိမျိုးဖြစ်တဲ့ AWD တိုင်းဒေသကြီးမဦးပင်မျိုးမဦးပင်မျိုးပေါ်မှာကျွန်တော်ရဲ့မိတ်ဆွေမဦးပင်နေထူးနိုင်ဖွင့်လက်တဲ့ ထွတ်မြတ်ကိုကိုအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းရုံသစ်ဖွင့်ပွဲကိုကျွန်တော်ဒီနေ့မနက်မှာဟောပြောမျှဝေမှုအစီအစဉ်နဲ့ဖျော်ဖြေအစီအစဉ်အတွက်ရောက်ရှိနေတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဟောပြောမျှဝေပေးမယ့်အစီအစဉ်လေးကတော့အကြောင်းပြလျင်အကြပြောင်းမယ်။အကြောင်းပြလျင်အကြပြောင်းမယ်။အကြောင်းပြလျင်အကြပြောင်းမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောမျှဝေသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ ဒီ topic လေးကိုကျွန်တော်ရွေးပြတာဘဝမှာအောင်မြင်ခြင်းတဲ့သူအောင်မြင်အောင်ကြိုးစားတဲ့သူတွေဟာအချောင်းပြနေဖို့အချိန်ရှိအဲ့ဒါအချောင်းပြနေခြင်းဟာမိမိဘဝအကျပြောင်းဖို့အတွက်ရွေးချယ်တာနဲ့ညီမျှတယ်ဒါကြောင့်မိမိလောက်ကန်ဆောင်ရွက်မဲ့ဘဝအောင်မြင်ကြီးပွားတိုးတက်ရေးအတွက်ဘလို့အချောင်းရတွေပဲပေါ်ပေါ်ကျွန်တော်ရှေ့မှာပြောသူခက်ခဲလေးပြင်းလေးကက်ကဲလေးပြင်းလေးကက်ကဲလေးပြင်းလေးပေါ့နော်အချောင်းမပြပါနဲ့အချောင်းပြတာဒီအကျပြောင်းစေတယ်ဆိုတာလေးကိုစိတ်ထဲမှာမှတ် မိသွားစေခြင်းနဲ့မှတ်သားသွားစေခြင်းနဲ့ဆန္ဒနဲ့ပေါ်ပြောမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်မြန်မာနိုင်ငံမှာလူသိများတယ်ဘာလို့လဲကြွားများများကြွားအလူသိများတီးတီးသာသာဘာကြောင့်လို့လဲဆိုတော့မသိရင်မသာဖြစ်မယ်မသာဆိုတာဟိုလိုမျိုးပြောတာမဟုတ်ဘူးရိုင်းပြတာပေါ့သူများထက်မသာဘူးဘလောက်အချိန်လုံးလုံးနေရလဲဆိုတော့အခုကျွန်တော်တညတနေ့ဆိုရင်ညပိုင်းဆိုရင်တရက်မှကျွန်တော်24နိုင်မှာ9နိုင်လောက်ပဲအိတ်ဖြစ်ပါတယ်ကျန်တဲ့အချိန်တွေကတော့ကျွန်တော်အလုံးလုံးတဲ့အချိန် အလုံးလုံးတဲ့အချိန်တွေလို့ပဲပြောရမှာဘာလို့အလုံးကိုအဲ့တလောက်ယူသွပြီးတအားလောက်ကလည်းဆိုကျွန်တော်တို့ရှေ့ပိုင်းမှာအလုံးငတ်ခဲ့တဲ့အလုံးငတ်ခဲ့တဲ့ဘဝတွေရှေ့မှာခံစားခဲ့ရတော့အဲ့ဒီဘဝတွေစိတ်နာတယ်ဒါကြောင့်အလုံးချမ်းသာခြင်းအခုအလုံးချမ်းသာတယ်အလုံးငတ်ရဲ့ဘဝတွေလည်းခတ်ခဲတယ်အလုံးချမ်းသာတော့ဘဝတွေလည်းချမ်းသာလာတယ်ပို့ပြီးတော့အဆင်ပြေလာတယ်အဲ့ဒါကြောင့်ကျွန်တော်ရှေ့ဘက်ကအလုံးငတ်ခဲ့တဲ့ဘဝတွေကိုစိတ်နာကြော်ဖြတ်ပြီးတော့အခုအလုံးချမ်းလာလာတဲ့ဘဝမှာကျွန်တော်ရဲ့အဖြစ်အချင်းဆုံးဆန္ဒဖြစ်တဲ့ ကျွန်တော်လုတ်ချင်တဲ့ဂီတအနုပညာလုတ်တွေကိုထက်ထက်တန်တန်ပြင်းပြင်းပြပြလောက်ကင်ဆောင်ရွက်နေပါတယ်ခင်ဗျာဟုတ်ကဲ့ပြီးတော့အခုဟောပြောမျှဝေမှုအစီအစဉ်ရလဲကျွန်တော်ကဖြော်ပြရေးနဲ့ထက်တိုးပူတွဲအစီအစဉ်ကအခုဖြော်ပြရေးပွဲတော်တော်များများမှာဟောပြောမျှဝေမှုအစီအစဉ်ပါထဲ့သွင်းဖိတ်ခေါ်ကြတာတွေတွေ့လာတော့ဝမ်းမြောက်ပီတိဖြစ်တယ်ကျွန်တော်သိထားတာတွေမျှဝေခွင့်ရတဲ့အတွက်လည်း ျွန်တော်ပီတီဖြစ်တယ်ကျွန်တော်ဂီတတက်တန်အခုဆို18နှစ်တကူတော်တေးစီဒီ20ပေါ့တကူတော်တေးစီဒီ20ဆိုတေးတချင်းအပေါက်200ကျော်ထွက်ထားတဲ့ဘဝအတွေ့အကြုံတွေကိုကျွန်တော်မျှဝေခွင့်ရတဲ့အတွက်လည်းပီတီဖြစ်ရပါတယ်ဟုတ်ကဲ့ပြိုင်ဘက်တွေတက်ကိုကကြော်လွန်ပြီးတော့အပေါ်တက်ဖို့လေးမိပါတောင်းလို့တက်ရှိအဲ့ဒါပါလဲဆိုတော့သူများတက်ထူအောင်လုပ်ပါတော့နံပါတ်တက်တယ်ပတိဦးကတော့သူများတက်ထူတယ်အင်တာဗျူးတွေပောက်တယ်ဆိုတော့အဲ့ဒါကြောင့်ပေါက်ပါအလုံးငတ်တယ်ဆိုတော့ကိုကအဆိုတော်ဆိုတာတချင်းဆိုခြင်းတယ် တချင်းဆိုဖို့အစင်သင့်လည်းဖြစ်နေတယ်ဆိုလဲဆိုနိုင်တယ်ပြိသက်ကြိုက်အောင်လဲဆိုနိုင်တယ်ရှေ့ပိုင်းမှာအဲ့လိုအခြေအနေရှိပြီမဲ့ကိုယ်ဘယ်သူမှလာမငါတော့ဆိုလို့မရဘူးကလို့မရဘူးပြောလို့မရဘူးအဲ့ဒီအတွက်ကိုယ့်ကိုပြိသက်တွေကြိုက်လာအောင် အများသူငါတိလာအောင်ပွဲငားမဲ့သူတွေငားလာနိုင်အောင်လို့ကိုယ်မတိတိအောင်ရှေ့မှာလောက်ရတယ်လောက်လာတော့အခုအောင်ခတ်မဲ့မတိယုံကဒီကဘာကျော်မတိယုံကဖြစ်လာတော့ အရင်လိုအလုံးငတ်တဲ့ဘဝလွတ်မြောက်သွားပြီအလုံးချမ်းသာတဲ့ဘဝကိုရောက်လာတဲ့အလုံးတွေဇက်တိုက်ဇက်တိုက်လုခွင့်နေရတယ်ကိုတိုင်တချင်းသွင်းတာတွေကိုတိုင်ရိုက်ကူးရေးလုပ်တာတွေတရုပ်ဆောင်တာတွေသူများကိုရေးပေးတာတွေစီစဉ်ပေးရတာတွေပွဲဆိုရတာတွေအခုဟောပြောမျှဝေမှုအစီအစဉ်တွေနဲ့အလုံးတွေချမ်းသာလာတော့ဘဝတွေလည်းပို့ပြီးတော့ချမ်းသာလာဒါကြောင့်မိတ်ဆွေတွေရဲ့ဘဝမှာအလုံးငတ်နေတယ်ဆိုရင်အဲ့ငတ်နေတဲ့ဘဝကြီးနဲ့မယောင်ရဲနဲ့ဒါကယောင်ရဲလို့ကောင်းတဲ့အရာမဟုတ်เนาะအဲ့ကနေအလုံးချမ်းသာအောင် စ조사မယ်အလုတ်ချမ်းသာတယ်ဆိုတော့ကိုလှုပ်တတ်တဲ့အလုတ်တွေလှုပ်ပိုင်권ရဖို့အတွက်ငါ့မှာဘာလိုအပ်ချက်ရှိလဲကျွန်တော်ရှေ့မှာပြောသလိုပဲ marketing sales service marketing sales service marketing sales service เนาะ marketing ဆိုတာဘာလဲလူသိများအောင်လှုပ်တာ sales ဆိုတာကိုလှုပ်ထားတဲ့ brand ကိုယ့်ရဲ့ကုန်ပစ္စည်းကိုရောင်းတာ service ဆိုတာဝန်ဆောင်မှုပေးတာတချို့တချို့ကျွန်တော်တွေ့တယ်ကျွန်တော်ဂီတနေပယ်မှာကျွန်တော်လက်ရှိမှာအဲ့ဒါလိုပဲ sales service အရောင်းကောင်းတယ် ကိုယ့်အလုပ်ကိုကြိုက်အောင်လုပ်နိုင်တယ်ပွဲငားနဲ့လည်းတဟားစားတာဖြစ်အောင်ပြောဆိုနိုင်တယ်တိုးတော့ marketing လူတီးအောင်လုပ်မထားနိုင်တဲ့အတွက်ငွေကြေးတွေပွဲမှာဖျော်ဖြေရတဲ့အင်ကန်းတွေကများများဆားဆားမရများများဆားဆားမရတော့ကွာအမှုပညာလုံးလုံးနေရတယ်ပတ်ဆက်မရလဲဘာမှမဖြစ်ပါဘူးလို့ပြောလိုက်မယ်တဘွားမှာတချင်းငါးပုတ်လောက်ဆိုပြီးကျင်က်သွားတဲ့ကောင်တော့ဟုတ်တာပေါ့တချင်းပုတ်တစ်ထောင်လောက်ထုတ်ကျင်တဲ့လူကတော့ပတ်ဆက်များများကိုမှထတ်ထုတ်လို့ရမှာ ပတ်ဆက်များများဝင်တယ်ဆိုသူများစီကမတရားတဲ့နီးနဲ့လေကျွန်တော်မလို့ချင်းသလိုမွေးစားခံပြီးတော့လေပတ်ဆက်နေကျွန်တော်မယူချင်းဘူးအဲဒါကြောင့်ကျွန်တော်လူပညာကိုကျွန်တော်ပျောင်ပျောင်မြောင်မြောင်တင်ပြတယ်ကျွန်တော်မတိတိအောင်လို့လေအခုဆိုကဘာကျော်မတိအောင်ဖြစ်လာတော့အလုပ်တွေပါချမ်းသာလာတော့ဘဝတွေလည်းချမ်းသာလာတယ်အခုဆိုပြိတ္တတွေကိုကျွန်တော်ကိုယ်တိုင်ရေးတဲ့တည်ချင်းတလောက်ဆယ်ဘုတ်ဆယ်ဘုတ်ဆယ်ဘုတ်ဇက်တိုက်ကျွန်တော်ထုတ်ပေးနေပါတယ်ခင်ဗျာဟုတ်ကဲ့အေးချမ်းသာတော့ကျွန်တော်ဒီ2023မတိအောင်ဟာဆိုတဲ့စကလုံးကြီးနဲ့ မပွင့်ထွက်ခင်ကကျွန်တော်ယင်ဘက်မှာအလုံးကြီးစိုးနေတယ်လို့ပဲမပျော်နိုင်ဘူးဗျာကောင်းကောင်းအိတ်မပျော်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဂီတာတက်တန်းကြီးကကြီးတာဈေးမှမကြီးတာဈေးမကြီးရင်ကျွန်တော်အသည့်တွေဘလောက်ကြီးကြီးကျွန်တော်ပြောတာဘောင်မဝင်ဘူးမအောင်မြင်ရင်ဘောင်မဝင်ဘူးမအောင်မြင်ရင်ဘောင်မဝင်ဘူးမအောင်မြင်ရင်ရဘောင်မဝင်ဘူးမိပါတွေတိတိပါတာဘောင်မဝင်ပြောလို့မရအဲ့ဒါတွေပြောခွင့်ညဝေခွင့်ညနေလေဂီတာတက်တန်း6နှစ်ဂီတာတက်တန်း7နှစ်9000 ကိရတလန်တစ်နှစ်9000 9000ရင်းတူနေတာမင်းမစားပစ်တယ်လားမပြောနဲ့စိတ်မဝင်စားဘူးမအောင်မြင်တော့ပေါင်မဝင်ဘူးအဲ့ဒါကမင်းအောင်မြင်မှရမယ်မင်းလူတိအောင်မလုပ်မလဲလူတိအောင်ဘလို့ထိုးဖောက်မလဲအဓိကတောင်ထိပ်ရောက်သွားဖို့လိုတယ်ဟာလားကျွန်တော်ဘလူးဟိုမှာထိခိုက်နေတာအောင်မလုပ်ဘူးကျွန်တော်ရဲ့ marketing ကိုထူးထူးခြားခြားပြောင်ပြောင်မောက်မောက်ဆန်းဆန်းကြဲကြဲကျွန်တော်လုပ်တယ်မြန်မာနိုင်ငံမှာ media တွေ channel တွေ channel တထောင်ကြည့် media တထောင်ကြည့်မတိရောဟာနဲ့တူတဲ့ဟာတစ်ခုရှိရင်ကျွန်တော်လာပြော မရှိအဲ့ဒါမတိရောဟာအဲ့လိုထိုးပေါက်တာအဲ့ဒါကြောင့်ကျွန်တော်ဒီမီဒီယာပေါက်တဲ့အစိုးရထဲမှာမီဒီယာနဲ့ပေါက်တဲ့လူပုံကိုထဲမှာနှစ်ယောက်မရှိတစ်ယောက်တည်းပဲရှိအာတချို့ဆိုရင်မီဒီယာနဲ့ပေါက်တဲ့အစိုးရအောင်ခိုင်မိုင်မတိရောဟာမင်းနဲ့မီဒီယာတွေတက်တအိမ်နဲ့နေတာလားမင်းသွားတဲ့နောက်ကမီဒီယာတွေကတောင်းချက်လိုက်နေတာမင်းတို့တအိမ်နဲ့နေတာလားအဲ့လိုတော့အထင်ခံတကယ်ကိုမီဒီယာတွေလည်းကျွန်တော်မိသားစုလိုလည်းချစ်တယ်သူတို့လာတိုင်းလည်းကျွန်တော်ရုပ်လှမျက်မရွေး ကျွန်တော်စီရောက်လာလို့တောင်းဝင်မချေတာတွေပြက်ကွက်တာတွေအဲဝတ်မချေမွန်တာတွေမရှိတော့ဒါကြောင့်မီဒီယာတွေကလည်းမတိအောင်ဟာစီလာတာပြောတယ်အခုဆိုရင်မအူပင်ကျွန်တော်မွေးရမြေပွဲမြစ်တာပြင်လာရောက်ကူညီပေးကြတယ်ဗျာဒီမှာ MCC အပါအဝင်ပေါ့နော်ဒါမီဒီယာတွေများစွာညပိုင်းနေပိုင်းနော်ကိုစိတ်နဲ့ကိုလာပြီးတော့မှတ်တမ်းတင်ဂုံပြူ channel တွေမှာပြန်လည်မျှဝေပေးတာအရန်ပီတိဖြစ်ပါတယ်အရန်လည်းပျော်စရာကောင်းပါတယ်ဟုတ်ကဲ့ဒါကတော့အလုတ်ချမ်းသာလာတဲ့ရလက်တွေပါပဲဟုတ်ကဲ့ပွားတွေလည်းချမ်းသာလာတယ်ကိုပိုင်ကားတွေစီးနိုင်တယ်ရွှေနဲ့ငွေနဲ့မြေခွက်တွေလည်းအများကြီးဝယ်လာနိုင်တယ်အခုဆိုလည်းဒါကျွန်တော်ရဲ့မိတ်ဆွေဥပင်ထွတ်မြက်ကိုကို HMB ကျိုးဆောင်လုပ်ငန်းတစ်ရုံးဖွင့်ပွဲမင်္ဂလာကြီးမှာကျွန်တော်ဟောပြောမျှဝေမှုအစီအစဉ်ရှိတယ်ဖြော်ပြအစီအစဉ်နောက်ပိုင်းမှာကျွန်တော် သူတို့လုပ်ငန်းကတော်တော်ကြီးပွားတိုးတက်ဖို့မြန်တယ်။ तू ကသူ့အလုပ်ပေါ်မှာကျွန်တော်လိုပဲအလုပ်ပေါ်သစ္စာရှိတဲ့အလုပ်ကိုချစ်တယ်။ customer ကိုလည်းကြည်ပေးတယ်။အဲ့တော့ तू နဲ့လည်းကျွန်တော် share တွေဝင်ဖို့စိတ်ကူးထားတာရှိတယ်ဟုတ်ကဲ့။ကျွန်တော်အားပေးတဲ့ပြိသက်ကောကျွန်တော်ဗလိန်တဲ့ပြိသက်ကောဝေဘန်တဲ့ပြိသက်ကောအကြံပြုတဲ့ပြိသက်အားလုံးကိုကျွန်တော်ဖျားရှိခိုးပတိစိတ်ပြီးတိုင်းမေတ္တာပို့နေပါတယ်အခုလည်းမေတ္တာထပ်ပို့ပါတယ်ကောင်းသောလူရာဆန္ဒတွေအားလုံးပြေဝကြပါစေ